လူ60နီးပါးသေဆုံးခဲ့တဲ့ night club မိလာမှုအပြီးမှာလူ100ယောက်ကိုမြောက်မက္ဆီဒိုနီးယားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။မတ်လ16ရက်မနေ့အစောပိုင်းကကိုစာနီမျိုးရဲ့ Pulse night club မှာလောင်ကျွမ်းခဲ့တဲ့မိဟာအနည်းဆုံးလူ59ဦးသေဆုံးစေခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။မိလာမှုဖြစ်ပွားချိန်မှာပြည်တွင်းကနမေကြီး hip hop ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ DNK ရဲ့ဖျော်ဖြေပွဲကြောင့် club ထဲမှာလူ900လောက်ထိများပြားနေခဲ့တယ်လို့သိရတာပါ။ ဒီဖြစ်စဉ်ကြောင့် DNK အဖွဲ့သားတွေကတအူးသာအသက်ရှင်ပြီးဆေးရုံမှာကုသမှု ခံယူနေရပါတယ်။ဒဏ်ရာရသူစုစုပေါင်းကတော့155ဦးထပ်မင်းများပြားခဲ့တယ်လို့ဆိုပါတယ်။မြောက်မက္ကဆီဒိုနီးယားအစိုးရရှေ့နေများရုံရဲ့ပြောရေးဆိုခွင့်ရအရာရှိကမိလောင်မှုနဲ့ပတ်သက်လို့အဓိကတာဝန်ရှိတယ်လို့ယူဆရသူ10ဦးကိုကာလတိုဝရန်တွေနဲ့ယာယီဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေတယ်လို့ပြောပါတယ်။အဲ့ဒီထဲမှာ night club ရဲ့လုပ်ငန်းလေပတ်ခွင့် license ကိုခွင့်ပြုထားတဲ့ အစိုးရအရာရှိတွေလည်းပါဝင်ပါတယ်။ night club ထဲမှာမီးတောက်တွေနဲ့အလှဆင်တဲ့ကရိယာတစ်ခုရဲ့မီးစကမျက်နှာချက်တွေကိုထိမှန်ရာကနေစတင်မီးကူးဆက်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီးကနအူးတည်ထားတဲ့အချက်လက်တွေအရထွက်ပေါက်တစ်ခုတည်းဖြစ်ဖြစ်မြောက်မြောက်ရှိနေခဲ့ခြင်းကလူတွေအများအပြားသိဆုံးရတဲ့အဓိကအကြောင်းအရင်းဖြစ်ယူဆထားပါရဲ့ရှင်။